2023ရဲ့ Federal Fan ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးရမယ်။ဒီနေ့တော့ဒီမော့ဆိုနောက်ချက်မှာစစ်ကောင်စီကလေကြောင်းနဲ့အရက်သားတွေကိုပြင်းမထတိုက်ခိုက်ကလေးသူဦးတန်ရရတဲ့တင်39ရက်ပြည့်ချင်းတော်လည်ရင်းနေအထိမ်းမဲ့ဖြစ်အကျဉ်းသား92ဦးလူငယ်ခွင့်ပေးတဲ့တင်ထီလင်းမြို့နယ်မှာလေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သား၄ဦးသေဆုံး20ဦးကျော်ဒဏ်ရာရတဲ့တင်တွေအပါအဝင် Federal Fan ရဲ့နေ့စဉ်သတင်းတွေကိုကြားရမှာပါ။ ဂရီနီပြည်ဒီမော့ဆိုနောက်ချမ်းရှိစစ်ရှောင်းစခန်းတစ်ခုကိုစစ်ကောင်စီတပ်ကအရက်သားတွေကိုပြင်မှတ်ထားပြီးဒီနေ့မနက်စနေဝန်းကျင်ချိန်မှာလေကြောင်းကားနဲ့ရော့ကတ်တီလေးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကလေးငယ်တူဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ထိခိုက်ဒဏ်ရာရရှိသွားတဲ့ကလေးငယ်ကိုစေကူတပ်ပြီးခဲ့ကြပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်ရှောင်းနေအိမ်လမ်းနဲ့အဆောက်အဦအနေငယ်ထိခိုက်သွားခဲ့တယ်လို့သိရပါဗျ။ဒါပြင်စစ်ကောင်စီတပ်ကလေကြောင်းနဲ့နှစ်ချိန်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီရဲ့အမြောက်တပ်ကနေဒူမော့ဆိုနောက်ချံကိုလက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခဲ့ပါတယ်။39နှစ်ပြည့်ချင်းတော်လည်ရင်းနဲ့အထိမ်းမှတ်ဖြစ်အကျဉ်းသား82ဦးကိုလွတ်ငြိမ်ခွင့်ပေးခဲ့လို့ချင်းအမျိုးသားတပ်ဦး CNF ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုက်ထန်နီကမနေ့မှလ20ရက်နေ့မှာ Federal Fund ကိုပြောပါရတယ်။ ချင်းတော်လည်ရင်းနဲ့အထိမ်းမှန်မှာလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့အကျဉ်းသားတွေကိုလွဉ်ငိမ့်ချန်တာခွင့်ပေးတာဖြစ်ပြီးလွဉ်ငိမ့်ခွင့်ပေးတဲ့ထဲမှာအများစုကစစ်ကောင်စီရဲ့စစ်တုံးပန့်တွေရဲတွေဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီအနာသိမ့်ပြီးနောက်ပိုင်းချင်းတော်လည်ရင်းနဲ့အထိမ်းမှန်အနေနဲ့အကျဉ်းသားတွေကိုလွဉ်ငိမ့်ပေးတာပထမဆုံးအကြိမ်ပဲဖြစ်ပြီးတော့ချင်းအမျိုးသားတပ်မတော်နဲ့ဒီတန်တရာကကွယ်ရေးတပ်ဖွဲ့တို့က 2025ခုနှစ်နလသာအတွင်းစစ်ကောင်စီတပ်ရဲစခန်းတချို့ကိုသိမ်းဆီးနိုင်ခဲ့ကစစ်ကောင်စီတပ်သား30ဝန်းကျင်ကိုလည်းချိန်မုံခဲ့ပြီးစစ်တုံးပတ်20ဦးဝန်းကျင်ကိုဖမ်းဆီးနိုင်ခဲ့လို့သိရပါတယ်။မကွေတိုင်းထီလင်းမြို့နယ်အလဲပန်းရွာမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတပ်ခိုင်းမှုကြောင့်အသက်ကြီးအမျိုးသား၂ဦးအပါဝင်ကျောင်းသူ၂ဦးပုံထိမှန်တိဆောင်းခဲ့ရတယ်လို့ထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ကအမနေ့ကထုတ်ပြန်ထားပါဗျ အဆိုပါကျေးရွာအတွင်းကနေအိမ်လေးလုံးမိလောက်ပြကြခဲ့ရပြီးနေအိမ်အလုံး90ဝန်းကျင်ပျက်စီးခဲ့ရတဲ့အပြင်နွားနယ်ဝက်စားတဲ့တရိတ်ဆန်10ကောင်ဝန်းကျင်တည်ဆောက်ခဲ့ရကအကောင်20ကျော်ထိခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထီလင်းမြို့နယ်မှာတော်လရဲကာလအတွင်းလေကြောင်းတိုက်ခိုက်မှုပေါင်းစေကြိတ်ထက်မနည်းပြုလုပ်ခဲ့ရပြီးအရက်သားတည်ဆောက်မှု10ဦးဝန်းကျင်ရှိပြီးတော့အလဲပန်းကျေးရွာအတွင်းအခြေတရားကျော်ရှိပြီးဒူးရီပေါင်း900ဝန်းကျင်ရှိကလက်ရှိမှာဘီလို့ရကိုတိတ်လျှောက်နေကြရတယ်လို့သိရပါတယ်။ စကိုင်းတိုင်းဒေသကြီးမြောင်မြွနယ်အတွင်းကိုမလာ၁၉ရက်နေ့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးအပြင်စစ်တပ်လေထီတွေနဲ့ပုံကျဲတိုက်ခိုက်မှုပြုလုပ်လာတာကြောင့်အရက်သား၄ဦးသေဆုံးပြီးတဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မြောင်မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကုနေဦးကဖက်ဒရယ်ဖန်ကိုပြောပါရတယ်။ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်အသက်35နှစ်နဲ့45နှစ်အရွယ်အမျိုးသားနှုတ်ဦးတည်ဆုံခဲ့ပြီးစစ်တပ်လီထီကြောင့်အသက်80အရွယ်အဖွားတဦးနဲ့အသက်40အရွယ်အမျိုးသမီးတဦးတည်ဆုံခဲ့ရပြီးတော့မလ20ရက်နေ့မနေ့ပိုင်းမှာလဲစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်နေတာရှိသလိုစစ်တပ်လီထီတွေနဲ့လည်းပတ်ဝဲနေပြီးဘုံကျဲဖို့ပြင်းမဲ့ရှာနေတာမျိုးလှုပ်ဆောင်နေရလို့ဆိုပါတယ် ပြီးခဲ့တဲ့မလ12ရက်နေ့မှာလည်းမြောင်းမြို့နယ်ပန်းညူရွာကစတင်ကြောင်းအပအဝင် နေအိမ်အလုံး90ညီပေါက်ကိုစစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့လို့သိရပါတယ်။ညီပြူတော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ပြင်မနာစစ်ကြောင်းမူရဲဘော်ကိုစားရဲ့အမှုမှာပါဝင်ကျူးလူသူတွေကိုအရေးယူဖော်ထုတ်သွားမယ်လို့ကရင်ပြည်တပ်သမတော်ကပြီးခဲ့တဲ့မတ်လ18ရက်နေ့မှာကတိကဝတ်ပြုခဲ့တယ်လို့ညီပြူတော် PDF ကတည်င်းထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖွဲ့အစည်းတွေဖြစ်တဲ့ Green အမျိုးသားများကကွယ်ရေးသက် KNDF ရင်းနီပြည်လူမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတပ်ဦး KNPLF ကရင်မျိုးသားစီယုံ KNU တမဟာနစ်ကတာဝန်ရှိသူတွေနဲ့အခြားအဖွဲ့အစည်းနှစ်ဖွဲ့တို့ကဂျာဝင်ညှိနှိုင်းပေးခဲ့တယ်လို့သိရပါတယ်။ဆွေးနွေးမှုအပြီးမှာအချက်ငါချက်နဲ့သဘောတူညီပြီးကတိကဝတ်ပြုခဲ့ကြရာကရင်ပြည်သစ်တမတော်အနေနဲ့ရဲဘော်ကိုစားရဲ့အမှုမှာပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုအရေးယူဖို့တော့ကနှစ်ဖက်ဖွဲ့စည်းနဲ့မဟာမိတ်တပ်ပေါင်းစုရှိမှပွင့်လင်းမြင်သားစွာချပြသွားမယ်လို့သိရပါတယ်။ ရှိဆက်ပြီးအလားတူဖြစ်ရမျိုးမဖြစ်စေဖို့အောက်ခြေတမှုအထိခိုင်မာတဲ့ယုံကြည်မှုရရှိစေဖို့နဲ့နှစ်ဖက်အဖွဲ့အစည်းကနေလက်နက်အုံပြုကပလိပခမဖြစ်စေဖို့အတွက်အပြည့်အဝတောင်းယူမယ်ဆိုတဲ့အချက်ကိုလည်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ဒီနေ့မလ23ရက် Federal FN ရဲ့နေ့စဉ်သတင်းတွေကိုကြားခဲ့ရတာပါ။ကျမအောင်ပါရှင်။အားလုံးရဲ့အတန်း Federal FM 96.0